မင်္ဂလာပါခင်ဗျာဆရာတန်ဝန်လိုက်ရေးသားထားတဲ့20ရာစုအကျော်ကြာဆုံးအာရှခေါင်းဆောင်များစာအုပ်ထဲကတရုတ်ပြည်ခေါင်းဆောင်ကြီးတိန့်ရှောင်ဖိန်ကိုဖတ်ပြပေးချင်ပါတယ်မော်စီတုံသည်တရုတ်ပြည်ကြီးအားစီးလုံးညီညွတ်စေခဲ့သူဖြစ်သည့်တိန့်ရှောင်ဖိန်မူကားနိုင်ငံတော်အားပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့တင်ပေးခဲ့သူဖြစ်သည့်ထို့ပြင် တိန့်ရှောင်ဖိန်က စနေဟောင်းကိုဖျက်သိမ်းရန်တချိန်တည်းမှာပင် နိုင်ငံရေးအရာထောက်ခံမှုရရှိအောင် စီမံကွက်ကဲက နိုင်ငံရေးတည်ငြိမ်မှုရရှိအောင်ဆက်လက်ထိန်းသိမ်းခဲ့သူဖြစ်သည်ပြုပြင်ပြောင်းလဲလိုက်သည့်စနစ်ကိုလည်းအခြေချအောင်အထုတ်ကြိုးပမ်းခဲ့သည်မတန်းတင်လောက်သည့်အောင်မြင်မှုများရရှိအောင်ကြိုးပမ်းဆောင်ရွက်ခဲ့သည်တနည်းဆိုရသောတိန့်ချောင်ဖင်သည်ကဘာကြီး၏အားရှိန်ခွင်ချအနေအထားကိုပြောင်းလဲစေခဲ့သည့်နိုင်ငံကြီးတနိုင်ငံအားဥဆောင်ဥရွက်ပြုခဲ့သူဟုဆိုလျင်ပို၍မှန်ကန်ပေလိမ့်မည်ခရစ်တော်မပေါ်မီ နှစ်ရာစုတွင်အဂရက်ကျင်းရှိဝါတီသည်နိုင်ငံတနိုင်ငံလုံးအားစီးလုံးညီညွတ်အောင်တည်ထောင်နိုင်ခဲ့ပြီးနောက်မော်စီတုံနှင့်တိန့်ဆောင်ပေတို့မှအပမြစ်သည့်ခေါင်းဆောင်များတရုတ်ပြည်ကြီးအားညီညီညွတ်ညွတ်ဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါမော်စီတုံသည်ဘရင်အဂရက်စနစ်ပြိုကွဲပြတ်သုံးသွားပြီးနောက်လူထုစွမ်းအားကိုရယူကာတရုတ်ပြည်လူပေါင်းတွင်း၌နက်နက်ရှိုင်းရှိုင်းဆွဲထင်ဟဆစ်သည့် နိုင်ငံတော်အသက်ကိုတီထောင်နိုင်ခဲ့သည်တိန့်ရှောင်ဖင်သည်တရုတ်နိုင်ငံခေါင်းဆောင်ဖြစ်လာသည့်1988ခုမှစ၍ပြုပြင်ပြောင်းလဲရေးမူဝါဒနှင့် တကားဖွင့်လမ်းစဉ်ကိုကျင့်သုံးခဲ့ခြင်းကြောင့်သမိုင်းဝင်ခေါင်းဆောင်ကြီးအဖြစ်ထင်ရှားလာခဲ့သည်1994ခုနှစ်တွင် တိန့်ရှောင်ဖင်သည်ကျန်းမာရေးခြုံရင်းလာသည့်ဖြင့်နိုင်ငံတော်အာဏာကိုလွှဲပြောင်းပေးခဲ့သည်သူသည်1988ခုမတိုင်မီကထူးခြားသောအခြေအနေအရရရထမ်းဆောင်ခဲ့ရသော တာဝန်များကြောင့်တင်းဆောင်ဖေးမှာကျေပြန့်သောအတွေ့အကြုံများရရှိခြင်းခေါင်းဆောင်မှုအရေးအတွေ့ကိုများစွာလက်ခံလာရခြင်းပြည်သူများယုံကြည်ကိုးစားရရှိခြင်းတို့ကြောင့်ပြုပြင်ပြောင်းလဲရေးမူဝါဒကိုချမှတ်ကျင့်သုံးသည့်အခါတွင် အောင်မြင်မှုများရရှိခဲ့ခြင်းဖြစ်သည်တင်းဆောင်ဖင်သည်ရှေးဆန်သောတရုတ်မိသားစုမှဆင်းသက်လာသူဖြစ်သည် သူတို့တရုတ်ပြည်သူတမရနိုင်ငံအလဲပိုင်းစီချွန်းပြည်နယ်လိုရှန်မြို့အနီး ချီယာတင်ရွာ၌ခရစ်1904ခုနှစ်ဩဂုတ်လ22ရက်နေ့တွင်ဖွားမြင်ခဲ့သည်သူ၏ဖခင်သည်မြေပိုင်ရှင်တူဤစစ်တပ်တွင်အကြီးအကဲဖြစ်မှုထမ်းခဲ့သည်တာသမီ3ဦးရှိသည့်အ내တိမ့်သည်အကြီးဆုံးဖြစ်သည်သူသည်မူလနှပညာကိုရှေရုအစင်လာတရုတ်ကျောင်း၌စတင်သင်ကြားပြီးနောက်ချီယာတင်ရှိအလဲရန်ကျောင်းသက်တကျောင်းတွင်ပညာဆက်လက်သင်ကြားခဲ့သည် တရုတ်နိုင်ငံအစိုးရကပြင်သစ်နိုင်ငံသို့စေလွတ်မည်ပညာတော်သင်62ဦးရွေးချယ်ရာတွင်တင်ဆောင်ဖိန်လဲအပါအဝင်ဖြစ်သဖြင့်1920ပြည့်နှစ်အစောပိုင်းတွင်ပြင်သစ်နိုင်ငံသို့ရောက်ရှိလေသည် ပြင်သစ်နိုင်ငံ၌ Renault Motor Car စက်ရုံတရုတ်၌အလုပ်လုပ်ခဲ့သည်ပြင်သစ်နိုင်ငံအတွင်းရှိနေစဉ်တရုတ်လူငယ်ဆိုရှယ်လက်အဖွဲ့သို့လည်းဝင်ရောက်ခဲ့သည်1921ခုဇူလိုင်လတွင် ရန်အဖွဲ့ချုပ်ကိုရှန်ဟိုင်း၌ပြင်ဆင်ဖွဲ့စည်းလိုက်သည့်အခါတရုတ်ကွန်မြူနတီပါတီဖြစ်လာခဲ့သည်ပြင်သစ်နိုင်ငံတွင်မူလကရောက်ရှိနေသောရဲဘော်ချင်ကြီးရဲဘော်ချွမ်လိုင်းတို့နှင့်တွဲဆုံရင်းနှီးက1925ခုနှစ်တွင်တရုတ်ကွန်မြူနတီပါတီတွင် ပါတီဝင်ဖြစ်ခဲ့သည်တင်ဆောင်ဖိန်ဟူသောအမည်သည်ကွန်မြူနတီပါတီအတွင်းသို့ဝင်ရောက်ပြီးဒေါ်လာရေးလုပ်ငန်းလုပ်သောအခါမှ ပြောင်းလဲခေါ်ဝေါ်သောအမည်ဖြစ်သည် ရင်းအမည်သည်တရုတ်ဘာသာဖြင့်ရင်းချမ်းရေးပြိုးပင်ငယ်ဟု အတိတ်ပဲရသည် သူ၏အမည်ရင်းမှာကန်စီကောဖြစ်သည်1926ခုဩဂုတ်လလတွင် မော်စကိုမှတရုတ်နိုင်ငံသို့ပြန်လာပြီး ပါတီစည်းရုံးရေးကိုလျှို့ဝှက် လုပ်ကိုင်ခဲ့သည်တရုတ်နိုင်ငံမြောက်ပိုင်းချန်စီနယ်စံယွန်မြို့ရှိစွန်ရက်စင်စက်ကြောင်းတွင်တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ လူငယ်အများပြားကိုစစ်ပညာသင်ကြားခဲ့သည် သူသည်1920ပြည့်နှစ်များမှစ၍မော်စီတုံနှင့်အတူပါတီတာဝန်များထမ်းဆောင်ခဲ့သည်ကဘာကျော်ခီးရှိချစ်တက်ပွဲ The Long March တွင် ပါဝင်ခဲ့သည်1930ပြည့်နှစ်နှင့်1940ပြည့်နှစ်များတွင်ကွန်မြူနတီပါတီ၏တက်မတော်တွင် ဝင်ရောက်ပြီးထိတ်တန့်တမူကြီးတူဖြစ်သည့်ဗိုလ်ချုပ်ကြီးလျူးကိုရှင်း၏နိုင်ငံရေးတာဝန်ကိုထမ်းဆောင်ခဲ့သည် ကွန်မန်တန်ချင်းမုံရေးစစ်ပွဲများတွင်ဗိုလ်ချုပ်ကြီးလျှို့နှင့်တင်းဆောင်ပင်တို့တပ်များသည်အထူးနေရာမှ တက်တက်ကြွကြွပါဝင်တိုက်ခိုက်ခဲ့သည်1946မှ1952ထိတရုတ်ပြည်ကြီးကိုဒေသန္တရဘျူရိုကြီး6ခုပိုင်းခြား၍စီမံအုပ်ချုပ်ရာတွင် တိတ်ဆောင်ဖင်သည်အနောက်တောင်ဒေသပါတီဖြူရိုအကြီးအကဲဖြစ်လာသည်ယင်းဒေသတွင်၎င်း၏မွေးဖွားရာစာတိဖြစ်သောစီချွမ်းပြည်နယ်ပါဝင်သည်အခြားသောဒေသပါတီဖြူရိုအကြီးအကဲများဤသူတိတ်ဆောင်ဖင်သည်ပါတီအဖွဲ့အစည်းအဆင့်ဆင့်ကိုဥဆောင်ရခြင်းပါတီအင်အားခိုင်မာအောင်တည်ဆောက်ရခြင်းရေရာပြုပြင်ရေးစနစ်အောင်မြင်ရေးအတွက်ကြီးကြပ်လမ်းညွှန်ရခြင်း ဒေတာအတွင် စီးပွားရေးခိုင်မာအောင်ကြက်မှတ်ရခြင်းတို့ကို ဆောင်ရွက်ရသည်ယင်းနှစ်များတွင်ဆောင်ရွက်သော စီးပွားရေးလုပ်ငန်းများ၌ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများနှင့်မိသားစု တနိုင်လေယာလုပ်ငန်းများလည်းပါဝင်သည်ထို့ကြောင့်တင်းဆောင်ပင်သည်1988ခုနောက်ပိုင်းတွင်ပုဂ္ဂလိကစီးပွားရေးနှင့်မိသားစုလေယာလုပ်ငန်းများကို တနိုင်ကန်လုံ၌ကြဲကြဲပြန့်ပြန့်အကောင့်ထယ်ပေါ်လာအောင်စနစ်တကျဆောင်ရွက်ခဲ့ခြင်းဖြစ်သည် ထို့နောက်မော်စီတွန်သည်1966ခုနှစ်ကစတင်ခဲ့သောယဉ်ကျေးမှုတော်လှန်ရေးတွင်တိန်ဆောင်ဖင်အားယဉ်ကျေးစနစ်ကိုလိုလားသူအဖြစ်သတ်မှတ်၍ပြန်လည်တိုက်ခိုက်ခဲ့သည်မော်စီတွန်ကတိန်ဆောင်ဖင်အားသူ့စိတ်တက်ကဝိုင်းပြီးသူ့လူရက်ကလေးတောင်ဖြစ်တယ်ဟုဆိုသည်တိန်ဆောင်ဖင်သည်ယင်းကာလအတွင်းဖောက်ပြန်ရေးသမားအရင်းရှင်ဖြစ်ဝေဖန်တိုက်ခတ်ခြင်းခံခဲ့ရပြီးယာရုမှနှစ်ချိန်တိုင်တိုင်ဖယ်ရှားခံခဲ့ရသည် သူဒုက္ခရောက်သည့်အဓိကအကြောင်းရင်းကသူ၏ပင်ကိုယ်ဆိုင်ဖြစ်သော ပွင့်လင်းပြတ်သားစွာပြောဆိုတတ်ခြင်းကြောင့်ဖြစ်သည်သူသည်1983ခုနှစ်အထိမြေတီတောင်မြဆက်လက်ထမ်းဆောင်ခြင်းမပြုခဲ့ပေထို့နောက်1983ဩဂုတ်လတွင်ကျင်းပသောဆယ်ချိန်မြောက်ပါတီကွန်ကရစ်တွင်တိန့်ဆောင်ဖိန်အားဒုတိယဝန်ကြီးချုပ်အဖြစ်ပြန်လည်တင်မြောက်ခဲ့သည်1984ခုနှစ်တွင်ဝန်ကြီးချုပ်ချွင်လိုင်း မကျမ်းမမာဖြစ်စဉ်ယာယီဝန်ကြီးချုပ်အဖြစ်ဆောင်ရွက်ခဲ့ရသည်1986ခုဇန်နဝါရီလ10ရက်နေ့တွင်ကျွင်းလိုင်းကွယ်လွန်သောအခါတိန့်ဆောင်ဖိန်ထမ်းရွက်နေသောယာယီဝန်ကြီးချုပ်ယာဒုကိုဝါကိုဖုံအားပေးအပ်လိုက်ရသည်1986ခုဧပြီလ9ရက်နေ့တွင်တရုတ်နိုင်ငံအထီးကရုတ်များပေါ်လာပြီးနောက်ဧပြီ9ရက်နေ့တွင်တိန့်ဆောင်ဖိန်အားယာဒုအလုံးမှဖယ်ရှားလိုက်သည် တောင်ကွာ86ခုစတင်ဘာလ9ရက်နေ့တွင် မော်စီတုံကွယ်လွန်သွားလေသည်တစက်ထဲမှာပင်၄ဦးခိုင်းကိုဖမ်းဆီးထိန်သိမ်းလိုက်သည်မော်ကိုရိုင်းမသိမီက စိတ်ကြိုက်ရွေးချယ်ထားသောဝါကိုဖုန်းသည်ထိတ်တန့်ကောင်းဆောင်ဖြစ်လာသည်မြို့တော်ပီကင်းဤခေါင်းဆောင်ပိုင်းအတွေ့အကြုံနှဲငယ်ရှိသောဝါကိုဖုန်းမှာတိန်ဆောင်ဖင်ကို မရှင်နိုင်ပေတိန်ဆောင်ဖင်သည် ခေါင်းဆောင်မှုအာဏာကို1989ခုနှစ်ဇူလိုင်လတွင်တဆင့်ပြီးတဆင့်ရယူနိုင်ခဲ့ရာ1988ခုမတ်လတွင်တရုတ်ပြည်တဦးတည်းသောထိပ်တန်းခေါင်းဆောင်ကြီးဖြစ်လာသည်1988ခုဒီဇင်ဘာလတွင်ကျင်းပသောပါတီဘိုးကော်မတီမျက်နှာစုံကြီးအစည်းအဝေး၌တိန့်ဆောင်ဖိန်၏ပြုပြင်ပြောင်းလဲမူဝါဒနှင့် တကားဖွင့်ဝါဒတို့ကိုတရားဝင် အတည်ပြုလိုက်ကြလေသည်ထိုအချိန်မှစ၍တိန့်ဆောင်ဖိန်သည် အသက်အရွယ်အိုမင်းနေသော ပါတီပိုင်းတက်မတော်ပိုင်းနှင့်အစိုးရပိုင်းတို့မှခေါင်းဆောင်များအားအနာယူခွင့်ပေးလိုက်သည်အစိုးရပိုင်းစည်ရေးပိုင်းပါတီပိုင်းနှင့်နိုင်ငံတကာကွန်မြူနစ်ရေးရာအပိုင်းတို့တွင် စီမံအုပ်ချုပ်မှုတက်ပညာရ၎င်းဝါအရ၎င်းတင့်ဆောင်ဖင်အားရှင်းနိုင်သူဒုတိယမြမရှိတော့ပေတင့်ဆောင်ဖင်မှာလက်ရှိထမ်းဆောင်နေသောတာဝန်ပိုင်းထက်ပုံမကြီးမှကျယ်ပြန့်သော ပုဂ္ဂိုလ်ရေးအာဏာနှင့် လုံပိုင်ခွင့်များရရှိခဲ့သည် ောစီတုံကွယ်လွန်သည့်အခါမောဤဝေဖန်ပုတ်ချမှုကြောင့်ယာရုလွတ်ချင်းခံရဘူးသူများက မောစီတုံစန့်ကျင်ရေးကို အပြင်းထန် ပြန်လည်ပြုလုပ်လာကြသည်တို့ရတွင်ပြည်သူလူထုအများစုက မောစီတုံကို အလွန်မင်းကြည်ညိုနေကြသည်ကိုသိရှိနေသော တိန့်ရှောင်ဖင်သည်မောစန့်ကျင်ရေးကိုလက်မခံခဲ့ပေတိန့်ရှောင်ဖင်က မောစီတုံသည်တန်ချိုးပြည်ချိုးအတွက်80ရာခိုင်နှုန်းဆောင်ရွက်ခဲ့သည် ၎င်း၏အပြည့်နာစာမှာ30ရာခိုင်နှုန်းသာရှိသည်ဟုမော်ဘက်မှကုကံကာကွယ်ခဲ့သည်ဤသို့ဖြင့်မော်ရှိပါကစန့်ကျင်ကန့်ကွက်ခံရမည့်လုပ်ငန်းစဉ်များကို ပါတီခေါင်းဆောင်ပိုင်း၏ထောက်ခံမှုရရှိအောင်ဆောင်ရွက်နိုင်ခဲ့သည် တိန့်ဆောင်ဖင်ဤကြောင်းသည်ဖြူသည်မဲသည်အထူးကမဟုတ်ကြွဖန်းနိုင်ရသာပရဏဖြစ်သည်ပြည်သူ့ချားမှအမှန်ရှာဟုသောအယူအဆများသည်တရားဒေဝါဒများကိုပယ်ဖြစ်ခဲ့သည် လက်တွေ့သာပရာဏအယူအဆကိုအားပေးခဲ့သည်သူသည် အရင်ရှင်ဝါဒဟုသောအတုံးတုံးကိုရှောင်ပြီးဆိုရှယ်လက်ဈေးခွက်ဝါဒလူသုံးကုန်ဈေးခွက်ဟုသောဝါဟာရများကိုသာ သုံးဆွဲသည်ထို့ကြောင့်၎င်း၏မူဝါဒများအပေါ်ရှေ့ရိုးကိုမစွန့်ပယ်နိုင်သောသဘောတရားရေးရာဆရာကြီးများ၏ဝေဖန်တက်ခိုက်မှုအန်ဒီအမလော့အောင်ရှောင်းနိုင်ခဲ့သည်တင်းဆောင်ဖေးမှာ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍တိကျရေးရာ ပြတ်သားသော ပင်မစီမံကိန်းမရှိပေ ၎င်းမှာကြောက်တုံးတွေကိုစံတဝါဝါနင်းရင် မျက်ကိုဖြက်ကူးတာပဲဟု ပြောကြားခဲ့သည်တို့ရတွင် သူတွင်အ धिक ပန်းတိုင်ဥတီချက်ရှိသည်နိုင်ငံရေးအရရှောက်တာလှမ်းတာသော အနေအထားမှနေ၍ဆိုရှယ်လက် စီးပွားရေးစနစ်ကိုရှော့ပေါ့ပေးရန်ဖြစ်သည်သူသည်ကျေးလက်ဈေးကွက်နှင့်မိသားစုတနန်းတစ်ပိုင်းလေယာဉ်စိုက်ပျိုးရေးစနစ်ကိုအချိန်မြင့်ပေးထားသည် ်ဒေသပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေးကို နိုင်ငံတော်ကပံ့ပိုးကူညီပေး၍အကောင့်ထည့်ဖော်စေသည်ကွမ်တုံနှင့်ဖူချန်ပြည်နယ်များတွင် စီးပွားရေးဇုံများတည်ဆောက်ပေးခဲ့သည်အခြားပြည်နယ်၄ခုတွင်လည်းအထူးစီးပွားရေးဇုံ၄ခုကိုအောင်မြင်စွာဖွင့်လှစ်ပေးနိုင်ခဲ့သည်တို့ဖြင့်တိန်ဆောင်ဖေဤအုတ်ချုပ်ရေးကာလ1988မှ1994ခုနှစ်အတွင်းပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များမှာအစစ်မပြတ်ဖွံ့ဖြိုးတိုးတက်လာခဲ့သည် ကျဲလက်ဘုံလဲရများကိုဖျက်သိမ်းလိုက်ပြီးမြို့ပြဈေးခွက်များတွင် စားနှင့်ရိတ်ခါတီးနှံများအချိန်မေးဝယ်ယူရရှိအောင်ဆောင်ရွက်ပေးသဖြင့်ပြုပြင်ပြောင်းလဲလုပ်ငန်းများပုံမအချိန်မြင့်အောင်မြင်လာခဲ့သည်နိုင်ငံတော်ကဝန်ထမ်းများအလို့သမားများအားပုတ်ကလစ်ကလုပ်ငန်းရှင်များနေတူဝင်ငွေကောင်းစေရန်လောက်ခလာစာတိုး၍မပေးနိုင်သည်ကိုတင်းချောင်ဖိန်တည်သည်တို့ကြောင့်အစိုးရဌာနများပါတီရန်တရားများနှင့်စက်တပ်အဖွဲ့အစည်းများအား ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကိုလုပ်ကင်ခွင့်ပြုခဲ့သည်တရုတ်အစိုးရရန်တရားများသည်ဆိုဗီယက်ပြည်ထောင်စုထက် ပြုပြင်ပြောင်းလဲရေးကိုပုံမထောက်ခံပေးလာကြသည်တိန့်ဆောင်ဖင်သည်တက်တန်းကြောင့်နဲ့တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင်အမှတ်ကောင်းကောင်းရရှိသူများပေါ်ထွက်လာစေရန်အစင့်မြင့်ပညာရေးစနစ်ထူထောင်ရေးကိုအားပေးတိုက်တွန်းခဲ့သည်အစိုးရဌာနများတွင်ယာရုတုမြင့်ပေးရာတွင်အရေးချင်းထက်မြက်သူများသာရရှိရေးကို စီစဉ်ခဲ့သည် ဆွေမျိုးသားချင်းကောင်းစားရေးဝါဒအပေါ်ပြည်သူလူထုကမလုံမုံထားဖြစ်နေခြင်းကိုလည်းရှော့ပါအောင်ဖြောင်းဖြပေးသည်ပိုကလီက လုပ်ငန်းများနဲ့ဖက်ဆက်လုပ်ငန်းများက အလုတ်ကင်အခွင့်အလမ်းများပုံမမပေးနိုင်သည့်အနေအထားတွင်အစိုးရလုပ်ငန်းကြီးများကိုပိုကလီကပိုင်ပြုလုပ်ပါကအလုတ်လမဲ့များ အများပြပေါ်ပေါက်မှဆို၍တင်းရှောင်ပင်သည်တစင်ပြင်းတစင့် အခြေအနေအရရက်ကိုတုံးသက်ပြီးဆောင်ရွက်ပေးခဲ့သဖြင့်ဇေကွတ်စီးပွားရေးစနစ်မှာဆိုဗီယက်ရုရှားတို့ထက်ပိုမိုအောင်မြင်မှုရရှိခဲ့သည်ပြည်ပြင်းပြောင်းလဲစနစ်ကိုကျင့်သုံးရာတွင် ပြင်ပကဘာကို တကားဖွင့်ပေးရသည် မရှိမဖြစ်လိုအပ်သည်တရုတ်နိုင်ငံသည်နိုင်ငံရခြားယင်းနှိမ့်နှံမှုလိုသည် အတတ်ပညာနှင့်စီမံခန့်ခွဲမှုအရေးသွေးများရရှိရေးအတွက်သွင်းအားစုများလည်းလိုအပ်သည်ထို့ပြင်ကမ္ဘာဈေးကွက်များသို့ထိုးပေါက်ဝင်ရောက်နိုင်မည်ဤလမ်းများကိုလည်း ရှာကြံရမည်ဟုသဘောပေါက်သည်တရုတ်နိုင်ငံသည်1969ခုနှစ်တွင်ဆိုဗီယက်ပြည်ထောင်စုနှင့်နယ်ခြားပဋိပက္ခများဖြစ်ပွားပြီးနောက်အနောက်နိုင်ငံများသို့ခြေဥလှည့်ခဲ့သည်တို့ရတွင်တိန်ရှောင်ဖိန်လက်ထက်တွင်မူကားရရှိနိုင်သမျှအခွင့်အလမ်းများကိုလက်လွတ်မခံဘဲအနောက်နိုင်ငံများနှင့်ကြဲကြဲပြတ်ပြတ်ဆက်ဆံရန်ကြိုးပမ်းခဲ့သည်ကံအားလျော်စွာတိန်ရှောင်ဖိန်အာနာရလာခြင်းတွင်တရုတ်နိုင်ငံသည်နိုင်ငံခြားဈေးကွက်များသို့ ုံပုံဝင်ရောက်နိုင်သည့်အနေအထားရှိနေပြီးအနောက်နိုင်ငံများကယုံယုံကြည်ကြည်အတိမတ်ပြုလာသည့်အချိန်နှင့်တိုက်ဆိုင်ခဲ့သည့်ထို့ကြောင့်တိန့်ဆောင်ပင်သည်အနောက်နိုင်ငံများ၏အတိမတ်ပြုခြင်းကိုကွန်ပျူတာအနေဖြင့်အမေရိကန်ပြည်ထောင်စုခီးစဉ်အောင်မြင်စွာအကောင့်ထဲပေါ်နိုင်ခဲ့သည်မော်စီတုံလက်ထက်တွင်တန့်စင်ခြင်းခံရသောလို့ပေါ်ကင်ဖက်များစွာတို့သည်အမြန်ဆုံးပုံမလွတ်လပ်ခွင့်ပေးရန် တွန်းအားပေးတောင်းဆိုလာကြသည်1988ခုနောက်ပိုင်းတွင်တင်းရှောင်ဖင်သည်ပါတီမှတန်းစင်ဖဲထုတ်ခံရသောဂီတာများကို ပြန်လည်သူရဲကောင်းပြုခဲ့သည်အသိပညာရှင် အတတ်ပညာရှင်များအားကောလိပ်သိပ်ပံတက္ကသိုလ်များတွင် ပြန်လည်တာဝန်ထမ်းဆောင်စေခဲ့သည်စာအုပ်စာတမ်းများရေဒီယိုရုပ်မြင်သံကြားအစီအစဉ်များကိုလည်းလောလတ်စွာ တိုးချဲ့ဆောင်ရွက်နိုင်ရန်ခွင့်ပြုခဲ့သည်ထို့သောလူဦးရေ တန်းတထောင်ကျော်ရှိတရုတ်ပြည်သူသမ္မတနိုင်ငံကြီးအားနိုင်ငံရေးစီးပွားရေးလူမှုရေးပြုပြင်ပြောင်းလဲမှုများကိုတူးကဲစွာဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်တိုင်းမဂ္ဂဇင်းက1985ခုနှစ်၌စင်တော်ကပုဂ္ဂိုလ်အဖြစ်ရွေးချယ်ဖော်ပြခဲ့သည့်တင်ဆောင်ပင်သည့်တရုတ်ပြည်ကြီးတကားကိုပြည်ပကဘာသို့ဖွင့်လှစ်ပေးလိုက်သည့်အတွေ့အတတ်ပညာဤပညာသင်များကို လွယ်လင့်တကူ390နှစ်အမြောက်စောက်လွေ လုပ်ငန်းများ တချိန်ထိုးဖွံ့ဖြိုးတိုးတက်လာခဲ့သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာအချိန်အတိုတွင် မြန်မြန်ဆန်ဆန်မြင့်မားလာခဲ့သည့်လူနေမှုအဆင့်တန်းသည်လည်းကျယ်ပြန့်တိုးတက်ကောင်းမွန်လာခဲ့သည့်ဤသို့အားဖြင့်တရုတ်ပြည်သည်21ရာစုအလယ်လောက်တွင်ကမ္ဘာအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာတော့မည်ဟုသောအလားလာပေါ်ထွက်လာခဲ့သည့်ထို့သို့တရုတ်ပြည်ကြီးအားကမ္ဘာအင်အားကြီးနိုင်ငံဖြစ်အောင်စွမ်းဆောင်ခဲ့သောတရုတ်ဝါရင်ခေါင်းဆောင်ကြီးတိန့်ရှောင်ဖင်သည် 1998ခုနှစ်ဖေဖော်ဝါရီလ19ရက်ဗိုလ်တုံးနေ့ညနေ9:00နာရီ10မိနစ်တွင် လူကြီးယောဂါဖြင့်အသက်63နှစ်အရွယ်တွင်ပီကင်းမြို့၌ကွယ်လွန်ခဲ့သည်။ကွယ်လွန်ချိန်တွင်ဇနီးဖြစ်သူကြောက်လင်နှင့်သားနှစ်ယောက်သမီးသုံးယောက်ကြံရက်ခဲ့သည်။သူကွယ်လွန်သွားတော့လဲတရုတ်နိုင်ငံသည်သူ့ကိုစက္ကန့်သည့်အတတ်ပညာရှင်များအသိပညာရှင်များသည် သူခင်းကျင်းထားခဲ့သောမူဝါဒနှင့် လုပ်ငန်းစဉ်များကိုဆက်လက်အကောင့်ထဲပေါ်နိုင်ခဲ့ကြသည်အိန္ဒိယနိုင်ငံများသည်တနေသောအခါတွင်ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်လာမည်တရုတ်နိုင်ငံကြီးနှင့်ဆက်ဆံရေးဆက်လက်ကောင်းမွန်နေစေရန်တတိထား၍ဆက်ဆံနေကြသည်ပင်ဒဂွန်အမေရိကန်ကာကွယ်ရေးဌာနမှ စီမံကိန်းရေးဆွဲသူများသည်နောင်လာမည့်အနှစ်၂၀အတွင်းအမေရိကန်ပြည်တော်စုအားမြစ်တီနိုင်ငံ၏အန်ဒီယမှကာကွယ်ရမည်ဟုသောအချက်ကိုယခုအခါ တရုတ်ပြည်လေလာအစီအစဉ်ကို တိုးချက်လိုက်ကြပြီဖြစ်သည်တရုတ်ပြည်ခေါင်းဆောင်ပိုင်းသည်လာမည့်ရာစုနှစ်အလယ်တွင်ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်လာရေးကိုမျှော်မှန်းပြီးစတင်ဆွေးနွေးညှိနှိုင်းနေကြပြီဖြစ်သည်နိုင်ငံခေါင်းဆောင်များကလည်းတရုတ်ပြည်အားကမ္ဘာအင်အားကြီးနိုင်ငံမဖြစ်အောင်အန်တာပြုမီအစားကမ္ဘာအင်အားကြီးနိုင်ငံဖြစ်လာလျင်ကမ္ဘာကြီးတည်ငြိမ်အေဂျင်စီကိုအထောက်အကူပြုလာရေးအတွက်ရည်မှန်းပြီးဆက်ဆံကြရန်စတင်ဆွေးနွေးနေကြသည် ဤသို့ပင်ဆိုစေတရုတ်ပြည်အား21ရာစုတွင်ကမ္ဘာအင်အားချိနိုင်ငံတနိုင်ငံဖြစ်အောင်ဥစားမှုပေးနိုင်ခဲ့သောကွယ်လွန်သူတိန့်ဆောင်ဖင်အားတရုတ်ပြည်သူများသာမကကမ္ဘာကပါသာဝရတရိယာနေမိတာဖြစ်ပါသည်